မွန်ဇင်းနဲ့တံမြူဇမ်မြို့နဲ့တောင်ဖလူခြေရဓမ္မဝိဟာရယတ္တပံတရားစခန်းဓမ္မယုံပေါ်မှာပေါ့ချမ်းသာစေကြောင်းအထွေကောင်းလေးတစ်ခုစီစဉ်ထဲကဗုဒ္ဓဤနောက်ဆုံးစကားတော်တဲ့ငါတို့ရဲ့ဗုဒ္ဓ နောက်ဆုံးအချိန်မှာနောက်ဆုံးစကားဘာတွေပြောခဲ့သလဲဟန္တဌာနိဘိက္ခဝေအမန္တယာမိဘောဝယဓမ္မာသင်္ခါရဩပမတိနတမ္ပါဒေထနောက်ဆုံးဒီလံပင်ပန်းချိန်ဝေသာသနာจิตတာမာချခြင်းသင်္ခါရတကြော ြတ်သဘောတွေပဲဝိပဿနာမမေ့ပါနဲ့လားခွယ်ယောဂီတွေအတွက်ဒီလိုမှကြားချက်တွေရှိငါတို့ရဲ့အလုံးသောတနေ့ဒီလမ်းပဲပေါ့သတိပြီးတော့ဆရာမရဏအဲ့ဒီလိုမရဏနောက်ဆုံးအချိန်မှာဒီလိုပဲ ပင်မမှုတွေများသောအားဖြင့်တွေ့ကြတာလေနောက်ဆုံးဒီလံပင်မန်းချိန်ဝယ်သာသနာจิตတာမှာကြားခြင်းလေနောက်ဆုံးစကားအရေးကြီးတဲ့စကားကိုจิตတာတို့အတွက်ငါမှာကြားခဲ့ခြင်းလေသင်္ခါရသဘောသင်္ခါရတကြော ပြတ်သဘောတွေပဲတဲ့ဝယဓမ္မာသင်္ခါရ သင်္ခါရဒီသဘောတရားတွေဟာဝါယပျက်စီးနေကြတယ်ဓမ္မဓမ္မတွေပဲသင်္ခါရပြုပြင်တတ်တဲ့သဘောတရားရဲ့သင်္ခတ္တပြုပြင်ခံရတဲ့ပြုပြင်အပ်တဲ့သဘောတရားရဲ့ပြုပြင်တတ်တဲ့သဘောတရားတွေလည်းပဲသူသူဟာသူ ပြုပြင်ပြီးတော့ပြတ်သွားတာပဲသင်္ခတပြုပြင်ခံရတဲ့သဘောတရားတွေလည်းပဲသူသူ့သဘောအတိုင်းသူပြတ်သွားတာပဲအဲ့ဒီဟာကိုအဲ့ဒီသဘောကိုသိနိုင်ဖို့တို့ရဲ့အရှုခံရှုဉဏ်လေးနဲ့ဆိုင်ပြီးတော့ရှုလိုက်တဲ့အခါရှုခံတဲ့ နန္ဒီဝမှာထိုးတိုက်နေတဲ့လေတို့ရဲ့ဖြစ်ခြင်းပြည့်ခြင်းတဘောရှုဉဏ်တတိပညာဝိရိယဆိုတဲ့ရှုဉဏ်နဲ့တို့စိုက်ချုပ်လိုက်တဲ့အခါမှာဖြစ်ခြင်းတဘောဥဒယနဲ့ပြည့်ခြင်းတဘောဝရနေရီကနေအပြတ်တွေစီမြင်လာတဲ့အခါသင်္ခါရာ သင်္ခါရဒီယုံ nant သဘောတရားတွေဟာဝါယပျက်စီးနေကြတယ်ဓမ္မဓမ္မသဘောတရားတွေတရားသဘောတွေပဲတို့ရဲ့ဒီပစ္စုပန်လက်ရှိခန္ဓာပျက်စီးနေတယ်လို့ပဲအတိတ်ကခန္ဓာတွေလည်းပဲအတိတ်ကသင်္ခါရတွေလည်းပဲဝါယပျက်စီးနေကြတယ်ဓမ္မ ဓမ္မသဘောတွေပဲအနာဂတ်ကသင်္ခါရတွေလည်းပဲဝေယပျက်စီးနေကြတဲ့ဓမ္မသဘောတရားတွေပဲအတဲ့အနာဂတ်ပစ္စုပန်ပြီးတော့အတွင်းအပြင်ဣဇတိကယဘာဟိရအတွင်းခန္ဓာမှာပျက်စီးနေတယ်လို့ပဲအပြင်ဘဟိတသင်္ခါရသဘောတရားတွေလည်း ဝယပျက်စီးနေကြတဲ့ဓမ္မဓမ္မတဘောတွေပဲအတွင်းအပြင်ပြီးတော့အကျဉ်းအနုပေါ့ဇဏ္ဏနဲ့သင်္ခါရတွေလည်းပဲဝယပျက်စီးနေတဲ့ဓမ္မဓမ္မတဘောတွေပဲတိမ်မွေ့တဲ့တဘောတရားတွေလည်းပဲဝယပျက်စီးနေကြတဲ့ဓမ္မဓမ္မတဘောတွေပဲ ရုပ်နေတဲ့သင်္ခါရတွေလည်းပဲဝရပျက်စီးနေကြတဲ့ဓမ္မဓမ္မတဘောတွေပဲမြင့်မြတ်တဲ့သင်္ခါရတွေလည်းပဲဝရပျက်စီးနေကြတဲ့ဓမ္မဓမ္မတဘောတွေပဲအတွင်းအပြင်အရုပ်အမျက်အကျဉ်းအနုအနီးအဝေး တို့ရဲ့ဉာဏ်နဲ့နေကပ်နေတဲ့သင်္ခါရတွေလည်းပဲဝရပျက်စီးနေကြတယ်ဓမ္မဓမ္မသဘောတွေပဲတို့ရဲ့ဉာဏ်နဲ့လှမ်းလို့မမိနိုင်တဲ့ဝေးကွာတဲ့သင်္ခါရတွေလည်းပဲဝရပျက်စီးနေကြတယ်ဓမ္မဓမ္မသဘောတွေပဲဒီလိုစတ္တဌာနမှာရှိတဲ့သင်္ခါရတွေအားလုံးဝေယ ပြစင်းနေကြတယ်ဓမ္မဓမ္မသဘောတွေပဲလို့သူတော်ကောင်းတို့ရဲ့ဉာဏ်ထဲမှာ ထင်ထင်ရှားရှားဒေဝယဓမ္မကိုသိလိုက်တဲ့အခါဝယဓမ္မကို ပိုင်းခြားပြီးတော့သိလိုက်တဲ့အခါမှာဝယဓမ္မအပေါ်မှာဆွဲနေတဲ့အဆွဲတွေကိုတို့စွန့်နိုင်လာမယ်အဲဒါကြောင့်ဝယဓမ္မကိုရှုတဲ့အခါမှာတဲ့ သောကန္တိသံခရံနိစ္စတုနုပ္ပစံတုနုလောမိကာယခန္တိယာစမနာကတောဘဝစတိတိနေတံဌာနံဝိတတိတခုခုသောသင်္ခါရတွေကိုမပြတ်ဘူးလို့တို့ဆွဲယူလိုက်တဲ့အခါမှာအနုလောမဉဏ်ဆိုတဲ့မဉဏ်နဲ့ဖူဉဏ်နဲ့လျော်ညီတဲ့ဉဏ်ကိုတို့ရနိုင်ဖို့အကြောင်းမရှိဘူး အဲ့ဒါကြောင့်ဒီကမ္ဘာလောကကြီးရှိရှိသမျှသင်္ခါရတရားဝါယပျက်စီးနေကြတဲ့ဓမ္မဓမ္မသဘောတွေပဲလို့ဝါယဓမ္မကိုသိလိုက်မယ်ဝါယဓမ္မပေါ်မှာနှိမ့်နေတဲ့အစွဲတွေကိုတို့စွန့်လိုက်မယ်အဲ့ဒါဆိုရင်ဝါယဓမ္မနဲ့ပဲတို့နှိမ့်အေမှုကိုရပါတယ်ဝါယဓမ္မကိုသိမယ် ဝရဓမ္မကိုစွန့်မယ်ဝရဓမ္မနဲ့ငြိမ်းအေမှုကိုရကြမှာပါအဲ့ဒါကြောင့်ဗုဒ္ဓရဲ့နောက်ဆုံးဇကန်းကိုတို့ဒီငြိမ်းအေမှုရဖို့အတွက်ကိုတို့တို့ယင်ထဲမှာတို့တည်တည်ချာချာတို့ရှုပွားနှလုံးသွင်းကြပါလို့တိုက်တွန်းခြင်းပါတယ်